ဟိုညတာအရန်ကိုအချိန်တိုးမြင့်သွားရဲ့ဗောနော်ဆိတ်ောက်တာကြီးကအရန်ဆိုးသွားရဲ့ဗောအဲတောင်းတောင်းမပြောတင်နိုင်ပြောအဲ့လိုမျိုးပြောမိတာကြောင့်တော်တော်လေးဆိုးသွားတာဗောနော်ညနေပိုင်းကျတော့အမေတော့မေတို့တောင်းတောင်းပြက်လိုက်ပြီးတော့စဉ်းစားတာပြက်လိုက်ပြီးစဉ်းစားပြီးတော့မှမန္နာရီဗောနော်အတွက်လည်းမချော့ဘူးမေလည်းမချော့ဘူးဒါပေမဲ့တိုက်ဆိုင်သွားနေနှစ်ယောက်တူတွေ့ပြီးတော့နှစ်ယောက်တူချော့ပစ်လို့ဖြစ်သွားတာညီနေမှာအမေတော့ပြက်ဖို့ညီတာပြက်ဖို့မတွေ့တော့ဘူးဗောနော်ဟိုဘယ်တော့မှမတွေ့ဖြစ်တော့ဘူးဒါပေမဲ့တွေ့နေလည်းလမ်းမှတွေ့လည်းခေါ်ပေါ်တယ်အဲ့လိုမျိုးပြောရတာနေပြီးတော့မှ 现在多，讲点地利，啊嗯、地利吧。 တတိလေးတတိလေးမတတိလေးအဲ့တတိလေးရာကြတော့ဟိုညားလာတော့သူအဆိုင်ခဲဖြစ်သွားတာပေါ့နော်အဲ့လိုပဲမေကလည်းသူ့ကိုဟိုအဆိုင်ခဲပဲအဲ့လိုတတိလေးတွေသူ့ကိုမကြိုက်တဲ့အချက်ကလေးအများကြီးရှိရဲ့အဲ့ဟာလေးကလည်းအကြီးဖြစ်သွားတာပေါ့နော်အားကြောင့်မနေ့ကအဲ့အချက်တတိလေးကိုအကုန်လုံးပြင်ဖို့တရားတော့တိုင်ပင်ချရဲပေါ့နော်ပြီးတော့ဖျားရှိမှလည်းဆူတောင်းကြရဲ3ရက်3ရက်3ရက်ခွဲ4ရက်ပေါ့ ဒါပေမဲ့အဲ့၃ရက်ခွေလေးကတော်တော်ရှည်ရယ်အရင်ရှည်ရယ်ခံစားရတယ်အကြာကြီးလိုပဲနော်နေကတော့ရန်ဖြစ်လိုက်တာလည်းတခုတော့ကောင်းတော့ပဲဘာလို့လဲဆိုတော့တတိကြချာလေးအဲ့လိုမညင်နိုင်ဖြစ်ဘူးပေါ့တစ်နှစ်သားပြည့်သွားဟိုတရားနဲ့တရားစိတ်ထဲမှာရှိရအဲ့လိုအဲ့လိုမျိုးတတိလေးတွေကိုပဲမပြောဖြစ်ဘူးတတိချာမညင်နိုင်ဖြစ်ဘူးဆိုတော့မနေ့ကအဲ့လိုမျိုးရန်အကြီးဖြစ်သွားတော့လဲဟိုပြန်ဆင်ပြေသွားတဲ့အချိန်မှာတတိချာတရားနဲ့တရားညင်နိုင်နိုင်နေဖြစ်တယ်ပေါ့ဟိုရှေ့လျှောက်လဲအဲ့လိုမျိုး စိတ်ထဲမှာဘာမှမထားဘဲနဲ့ပုံမှန်လင်းလင်းနဲ့တိုင်ပင်မှုနှစ်ယောက်ကအတူတူဆုံးဖြတ်ထားရပေါ့။တရားရှိမှလည်းပြစ်စားရပါလေဆိုတာရပေါ့။ဟုတ်တကယ်တော့ဟုတ်တယ်သူဟဲလင်းပြောတယ်ပဲပေါ့နော်ဟိုရန်ဖြစ်လာရန်ကောင်းပါလေ။ဟုတ်ဆိုတော့မေရုနှစ်ယောက်တကယ်တော့လိုအပ်နေတဲ့အစိပ်ပိုင်းလေးရှိရအချက်လေးရှိရအဲ့တော့တကယ်တော့မသိဘူး။ဟိုတီးတလို့နဲ့မသိရပါဘောနော်။ဆိုတော့အဲ့နားလည်းမလို့ထပ်ပြီးတိဆောက်လိုက်တယ်။အဲ့တော့အရန်ကောင်းသွားတယ်။ညသားအရန်ပေါ့ပါပြီးတော့မမရှိတော့စိတ်ခိုင်းမရှိတော့ဘောနော်ရှေ့လျှောက်လည်းတကယ်ရန်မဖြစ်တော့လို့နေနေချားဟာရဲ့ဘာလို့ဆိုတော့မူးလည်းမလုံးဝမဖြစ်တော့မောရဲ့ရန်ဖြစ်တာအဲ့လိုမျိုးပေါ့ သူကတော့သူလည်းမေးဖို့အရင်ရှိတယ်မေးလို့သူ့အရင်ရှိတယ်တလုံးစာအတွက်စဉ်းစားထားကြတာဆိုတော့ဘလို့ပဲဟိုစိတ်မကောင်းတော့ဖြစ်တယ်အရင်လည်းဝမ်းနေရပေါ့နော်တယောက်တည်းလည်းမနေချင်ဘူးဒါပေမဲ့လည်းတယောက်တည်းနေတော့မယ်အဲအဲ့လိုမျိုးပေါ့နော်ဟိုတွန်တွဲနေတာပေါ့မေးသူ့ကိုဆက်တွဲရမှမတွဲရအောင်လားအဲ့လိုမျိုးကြီးပေါ့နော်ဟိုတကယ်တော့ကိုကကျတော့နည်းနည်းတက်ကြီးရလို့ဆိုတော့အုံနောက်နဲ့အများကြီးစဉ်းစားတာပေါ့နော်တွားကြငဲတဲ့ခါကျတော့ဘလို့ပဲဖြစ်ကလေးပေါ့နော်အဲ့လိုမျိုးတွေ့ရခါကျတော့မေးတော့အုံနောက်နဲ့စဉ်းစားပြီးတော့ဟိုတွဲတော့ပေါ့အဲ့လိုအဲ့လိုမျိုးပေါ့ဒါပေမဲ့လွှတ်ချင်တာကျတော့ဘလို့ပဲဖြစ်လူမျိုး relationship မှာတယောက်တယောက်က အရင်ရှိကြရဲအဲ့ပုံမှာနားလည်မှုနဲ့ပဲတိဆောက်တာမှာဆိုတော့အဲ့နားလည်မှုအဓိကရှိဖို့အရေးကြီးတယ်ဆိုတော့မလို့နဲ့ကလည်းနားလည်မှုလွဲနေရတယ်ပြန်ပြီးတော့ဟိုပြန်ပြီးတော့ဆက်ကားတာပေါ့နော်အဲ့လိုမျိုးပေါ့ခံစားရတော့သူလည်းခံစားရမျိုးလည်းခံစားရတယ်တိပါတယ်တကယ်လို့မလို့ခံစားရဆိုတာ